ဥစဉ်ကတရားဟောသွားတော့မယ်ဆိုရင်ဩဝါဒပေးတဲ့လူတွေကပေးတယ်သိလားမောင်သူမင်းကလည်းပြောပါဗျာနိုင်ငံရေးတွေထဲ့မောနေဟောနော်နော်အဲ့ဒီဩဝါဒလောက်မုန်းတာမရှိဘူးနိုင်ငံတွင်းမှာနေတဲ့လူတွေကိုတရားဟောမှာနိုင်ငံရေးမဟောတော့ကျုပ်ကမဟောနိုင်ငံသားရဲ့အရေးဟာနိုင်ငံရေးပဲနော်ဒီနိုင်ငံသားတွေအားလုံးရဲ့အရေးကိစ္စဟာနိုင်ငံရေးပဲ ဲ့နိုင်ငံရေးမဟုတ်နဲ့ဆိုဘာမှမဟုတ်ပဲနေုံရှိတာပဲနော်နိဗ္ဗာန်ရောက်ကြောင်းကလည်းနိုင်ငံရေးပဲစီးပွားရေးကလည်းနိုင်ငံရေးပဲလူမှုရေးကလည်းနိုင်ငံရေးပဲအလုံးစုံနိုင်ငံရေးကိစ္စပါဝင်နေတယ်အဲ့တော့ဩဝါဒပေးတဲ့လူကကြည့်ပြီးတော့ကျုပ်ကရည်တယ်ဩဒါဩဝါဒပေးတဲ့လူလားနော်ဩဝါဒပေးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားဓမ္မတွေကိုအကျိုးရှိအောင်တိတ်ခါရှိအောင် မင်းသိထားတတ်ထားတဲ့ဘဝတုတ္တတွေနဲ့ပညာကောင်းကောင်းပေးစမ်းပါကွာလမ်းမှန်ရအောင်ဆုံးမဟိအမြင်မှန်ရအောင်ပြောစမ်းကွာဓမ္မဩဝါဒဖြစ်မှာပေါ့လာလိုက်နိုင်ငံရင်ပြောနေမင်းအမေနိုင်ငံရဲ့ဘာဖြစ်နေလို့နော်ဘယံမရာဖြစ်နေတဲ့ဒီဘယုတ်ဒုက္ခနိုင်ငံရေးကိုမပြောလို့ရမလားပြောတယ်ဘာဖြစ်တော့ခုပြောမှနိုင်ငံရေးနော်သောပါလားဟုတ်သီလားနော်အခုဒီမှာဦးစင်ကဒီနားလေးမှာ ရားဘုံကြိုက်လက်လန်းကိုကြည့်လိုက်လေမဟုတ်ဘင်းဟောနည်းနည်းတော့လန်းအင်္ဂါရံလေးနဲ့တူလာပြီกว่าဆိုတော့အဲ့ဒါဗမာပြည်ကဖောက်တာမဟုတ်ဘူးတဲ့ငါထင်တယ်တဲ့ဒီဟာတွေဘာမှသိတဲ့ဟာတွေမှမဟုတ်ပဲเนาะအခုကာလန်းကလေးတူလန်းလေးနဲ့သူမြင်းချောင်းလေးတွေဆွဲလို့တတ်တတ်ရရမရှိဘူးလားအဲ့အဲ့ကားမောင်းတဲ့လမ်းဘေးမှာမင်းကြောင်တကြောင်အပူတား ပြီးဘေးမှာအပူထုတ်ပေးတာအဲ့ဘာလို့လဲ ဩဆိုင်ခဲ့သွားဖို့ဩဩသာဓုသာဓုသိကြတာပဲနော်အပမပြည့်နာလဘိန်းတုံးတွေကခုတိမသိဘူးဗျာအဲ့ဒါဟမ်ဆိုင်ကယ်ရှိတဲ့မြို့တွေမှာဆိုင်ကယ်လမ်းသီးသန့်မသွားဘူးလားအေးစပိန်လမ်းဆိုင်ကယ်လမ်းလူသွားလမ်းလူလူလူသိတဲ့နိုင်ငံမှာလူစီကန်းနဲ့သွားရတယ်စီကန်းရှိမှအေဂျင့်နဲ့လွတ်မြောက်လွတ်လပ်တယ်ဆိုင်ကယ်ကဆိုင်ကယ်သူ့လမ်းမှာသူသွားရင်အန္တရာယ်ဖြစ်စရာအကြောင်း မရှိဘူးကမ်းလမ်းပေါ်တော့တက်မသွားနိုင်လည်းတိုက်တတ်ခံဟုတ်လားကမ်းကမ်းလမ်းပေါ်သွားအဲ့ဒါစီကံအဲ့ဒါသီလခေါ်တယ်ရှင်းလားဖြစ်စေချင်တာဦးဇင်းကလမ်းသွားတိုင်းကလေးတွေပြောတယ်ဟေးဒီလမ်းတွေကအခုဒါဒါလမ်းတွေကပိတ်မမိဂိုက်မမိခိုးထားတာကွာကားတစ်စင်းတောင်လုံလောက်အောင်သွားလို့မရဘူးကားတစ်စင်းသွားရင်ကားနှစ်စင်းရှောင်းသွားအောင်လုပ်ရမယ်ကားနှစ်စင်းရှောင်းသွားရင်ဆိုင်ကယ်အတွက်သီးသန့်လမ်းရှိရမယ်စနစ်တကျပါနေရမယ်ကွာအဲ့ဒါမှ ဒါစီကန်းခေါ်တယ်။ဗာစီကန်းမှလည်းထုတ်မရဘူး။တို့နိုင်ငံမှာအကုန်ကြသက်သာအောင်လှုပ်ထားရှိတယ်လမ်းမှာ။သူများနိုင်ငံသွားရင်လမ်းတွေမှာဘယ်နှကီလိုထက်ပိုမမောင်းရ။နော်။ဒီနာကဂွေ့ရှိတယ်။ဒီနာမှာအရှင်လျှော့ပါ။လမ်းမှာလမ်းညွန်ဆိုင်ပုတ်တွေအများကြီးတက်တယ်။တို့နိုင်ငံတက်ဆရာမလို့။ဘာဖြစ်ဆိုတော့လမ်းကငိုကြတဲ့မောင်းမရတဲ့လမ်းတွေလှုပ်ထားတော့နော်။အရှင်လည်းတတ်မှတ်ဆရာမလို့တို့လို့အရှင်လျှော့ခိုင်းဆရာလည်းမလို့။ ဟုတ်ကဲ့လားအဲ့တော့ဘု து လွဲဘု து လမ်းမှမရှိတဲ့အတွက်အမှုဖြစ်တဲ့ခါကျတော့လေအကုန်လုံးတရခံကြီးပဲရဲစားဖို့ပေါ့ကွာဟုတ်ကဲ့လားဘောင်းနှုတ်ကိုလည်းအကွက်ဆင်ထားပြီးသားနော်ကုံကြစီသက်တာအောင်လှုပ်ထားတာစီကန်းတန်ဖိုးကိုမသိဘူး